မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန်းသတင်းများကိုတင်ဆက်ပေးပါမယ်ဒေါအောင်ဆန်းစုကြည်ကိုလျှို့ဝှက်နေရမှာထိမ့်သိမ်းထားတယ်ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ကနေပြီးတော့ချုပ်ထောင်တဲ့14မိုင်အကွာကီလိုမီတာအပြင်22.5ကီလိုမီတာကွာဝေးမှရှိတဲ့စစ်စင်ရေးအထူးအဖွဲ့ရုံးဆိုင်တဲ့နေရာမှာလုံခြုံရေးတင်းကျပ်စွာနဲ့ဖမ်းဆီးချုပ်နှောင်ခံထားရတယ်လို့မြမအချင်းတောင်တပ်တည်အဖွဲ့အစည်းကစုံစမ်းအတည်ပြုဖော်ထုတ်ထားပါတယ်2024ခုနှစ်ဧပြီလလယ်မှာပူပြင်းတဲ့နေရာဒီအပူချိန်ကြောင့်လို့ဆိုပြီးနေပြီး တော့ချုပ်ထောင်မှာဒိတ်တဆိတ်ခေါ်ဆောင်ပြီးမင်းအောင်လိုင်းရှုံးထွေးတဲ့တီနီယာနဲ့မကွာဝေးတဲ့အထူးစစ်စင်ရေးရုံးကာဆာရာချောင်းမှာတရားအကျဉ်းချခံပြီး အောင်ဆန်းစုကြည်ကိုလက်ရှိဒုတိယဘုတ်ချုပ်ကြီးအဆင့်ရှိသူမှာတာဝန်ယူဦးစီးနေရလို့သိရပါဗျ။အရင်တုန်းကစုံစမ်းရရှိထားတဲ့အချက်တွေအရဒေါအောင်ဆန်းစုကြည်ကိုစခခခ6မှာထိမ့်သိမ်းထားကြောင်းသိရပါဗျ။စစ်ကောင်စီအနေနဲ့ဒေါအောင်ဆန်းစုကြည်ပေါ်စိတ်ပိုင်းဆိုင်ရာရရှိရချက်ရှိရှိညှင်းပန်းနှိမ့်ဆက်နေတယ်လို့လက်ရှိဒေါအောင်ဆန်းစုကြည်ခန်းစားနေရတဲ့ရောဂါဝေဒနာများမှာသွားနဲ့ပတ်သက်တဲ့ဝေဒနာနှလုံးနဲ့ပတ်သက်တဲ့ဝေဒနာနဲ့အသက်အရွယ်အသက်ကြီးပိုင်းမှာဖြစ်နေရှိတဲ့ကျန်းမာရေးဝေဒနာတွေလည်းခန်းစားနေရကြောင်းသိရှိရပြီး အဲ့ဒီယောဂဝေဒနာတွေအတွက်လုံလောက်တဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေကိုစနစ်တကျကုသခွင့်မရရှိပဲစေမီတို့နီးနဲ့စစ်ကောင်စီခွင့်ပြုထားတဲ့ဆရာဝန်နဲ့စေမှုတွေမှာတဆင့်သာကုသခွင့်ပေးနေပါတယ်။ဒါအပြင်ကျင်းသားတအုပ်ရဲ့ခွင့်ရေးဖြစ်တဲ့မိသားစုနဲ့ထောင်ဝင်စာအဲ့တွေ့ခွင့်ကိုမရရှိအောင်ပိတ်ပင်ခံထားပြီးထောင်ဝင်စာအဲ့တွေ့ခွင့်ကအကျဉ်းသားတိုင်းရရှိရခွင့်ရေးဖြစ်ကြောင်းအကျဉ်းထောင်လက်ဆွဲဥပဒေမှာတည်ရဝင်ပြဋ္ဌာန်းထားတော်လည်းအခုလိုမိသားစုဝင်နေတဲ့ထောင်ဝင်စာအဲ့တွေ့ခွင့်မပေးခြင်းလုံလောက်တဲ့ကျန်းမာရေးစောင့်ရှောက်မှုမပေးခြင်းဟာရည်ရွယ်ချက်ရှိရှိနဲ့လှုပ်ဆောင်နေ တဲ့စိတ်ပိုင်းဆိုင်ရာညှဉ်းပန်းနှိမ့်ဆက်မှုတစ်ခုဖြစ်တယ်လို့မြမအချင်းထောင်တပ်တည်အဖွဲ့အစည်းကဆိုပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့ထိုင်းဝန်ကြီးချုပ်ရှာရုကနေနှုတ်ထွက်ပြီးပန်ကောက်မှာဆန္ဒပြနေရဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံဝန်ကြီးချုပ်ပေထုံနဲ့ရှင်နာဝက်ရှာရုကနေနှုတ်ထွက်ပြီးပိုထိုင်းပြည်သူတထောင်ဝင်းစင်ကပန်ကောက်မြို့မှာဆန္ဒပြမှုတွေဇွန်လ28ရက်ကလှုပ်ဆောင်ခဲ့တယ်လို့ထိုင်းသတင်းဌာနတွေမှာဖော်ပြထားပါတယ်။ထိုင်းကမ္ဘောဒီးယားနဲ့နိုင်ငံနယ်စပ်အငင်းပွားမှုမှာဝန်ကြီးချုပ်ပေထုံတန်ရဲ့ပြောဆိုမှုကိုကန့်ကွက်ရှုတ်ချခဲ့ပြီးထိုင်းနိုင်ငံရဲ့ချုပ်ချာအာဏာက ိုကာကွယ်ဖို့နဲ့ဝင်ကြီးချုပ်နှုတ်ထွက်ရေးကိုဆန္ဒပြပြည်သူတွေကတောင်းဆိုခဲ့တာလည်းဖြစ်ပါတယ်။ကြီးမားတဲ့ထိုင်းနိုင်ငံအလံကိုလူများကကင်ဆောင်ထားကြပြီးအောင်ပွဲခံအထိမ်းမှန်ကြောက်တန်ရှိမှဆူဝေးကဒီကနေ့နေ့လည်းနှစ်နိုင်ခွဲအချိန်ဝင်ကျင်အထိဆန္ဒပြနေခဲ့ကြတာလည်းဖြစ်ပါတယ်။ဝင်ကြီးချုပ်ဖေထုံတန်နဲ့သူဖခင်သက်စင်ရှင်နာဝတ်တို့ကကမ္ဘောဒီးယားဝင်ကြီးချုပ်ဟာဟွန်ဆန်နဲ့ပတ်သက်ဆွနွေမှုကိုဆန္ဒပြကောင်ဆောင်တွေကစင်မြင့်ပေါ်တက်ပြီးပြောဆိုနေကဖေထုံတန်နဲ့ဟွန်ဆန်အကြားပုဂ္ဂိုလ်ရင်းဖုန်းပြောဆိုမှုအတန်ဖိုင် ပေါက်ကြားလာပြီးရဲ့နောက် ဖေတုံတန်ကနိုင်ငံကိုတစ္ဆာပေါသူဖြစ်တယ်လို့လဲဆန္နာပြခေါင်းဆောင်ကဆွဆွဲပြောဆိုမှုတွေရှိခဲ့ပါတယ်။ ဆန္နာပြပြည်သူတွေစုယုံနေရကိုထိုင်းအာဏာပိုင်တွေကအထူးဆောင်ကျမှုတွေလှုပ်ဆောင်နေပြီးလူနာတင်ရင်တွေအသင့်ထားရှိကပောက်ကွဲစေနိုင်တဲ့ပစ္စည်းတွေကိုဖယ်ရှားရှင်းလင်းနိုင်ဖို့မိုင်းရှာဖွေးရေးအဖွဲ့တွေက K9 ခွေးတွေနဲ့အတူအောင်ပွဲခံအထိမ်းမတ်ကြောက်တိုင်နေရမှာလုံခြုံရေးစစ်ဆေးမှုတွေလည်းလှုပ်ဆောင်နေပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့မင်းအောင်လိုင်းရဲ့ရွှေကပွဲကိုကုလမရှိစရာကောင်းလို့ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မင်းအောင်လိုင်းက၎င်းရဲ့ရွှေကပွဲကိုလုံမယ်တကယ်ကလေးတန်းပြစ်လာပြီးပြည်ရင်းပြည်ပမှာပြင်းထန်တဲ့ဝေဖန်ရှုံချမှုတွေကိုထွက်ပေါ်လာချိန်မှာတင်ရုံရ ရှားအိန္ဒိယတိုင်းကိုယ်စားလှယ်များရှိမောက်မှာငိမ့်ချင်းဖိုရန်လို့ဆိုပြီးတကန်တနာခေါ်ယူကျင်းပလာခဲ့ပါတယ်။တရုတ်ထူးတန်မတ်တင်ရင်ချင်းနဲ့အတူတယောက်လာကြသူတွေကအပြစ်ခတ်ရစိုင်းရေးလက်မှတ်ရေးထိုးထားကြတဲ့တိုင်းသားလက်နက်ကိုင်ဖွဲ့ရင်းနဲ့ပြစ်ခတ်ရစိုင်းရေးလက်မှတ်ရေးထိုးထားခြင်းမရှိတော့လဲ၎င်းတို့နဲ့တနက်တစ်ချက်မှာဖောက်ပူးခြင်းမရှိတဲ့ WANDA နဲ့ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ရွှေကောက်ပွဲဝင်မဲ့နိုင်ငံရေးပါတီတွေကို၎င်းတို့လောက်ကန်ရပ်ဖက်ဖွဲ့စည်းများတာပါဝင်နေတဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲမျိုးဖြစ်နေပါတယ်။ လာမယ့်ရွေးကောက်ပွဲအောင်မြင်ရေးကနိုင်ငံတည်ငြိမ်နဲ့ငြိမ်းချမ်းရရှိလာရေးပေါ်တည်မီနေပြီးအားလုံးလက်နက်စွန့်ပြီးရွေးကောက်ပွဲဝင်ကြဖို့အောင်နိုင်နေသူပမာပြောဆိုနေကြပြန်ပါတယ်။ဒါပေမဲ့ရွေးကောက်ပွဲမှာနိုင်ရသူကိုအာဏာလွှဲပြီး၎င်းတို့စစ်တမ်းလျားပြန့်မယ်ဆိုတာနဲ့ပတ်သက်ပြီးစကားတလုံးမှမဟာပါဘူး။မြည်သူပင်နိုင်ရစေကမူ2008ပွဲစည်းပုံဖြင့်၎င်းတို့လက်အောက်မှာသာရပ်တည်ရမယ်လို့ဆိုလိုနေခြင်းဖြစ်ပါတယ်။ဂျာတာပရီနီမှာဖိုရန်တက်ရောက်သူတွေကရွေးကောက်ပွဲနဲ့ပတ်သက်ပြီးစီးဝါရိုက်ဖို့တကားပိတ်စည်းဝေးနေကြတယ်လို့ဆိုပါတယ်။မင်းအောင်လိုင်းရဲ့ဖွဲ့ကရှုပ်သေးတွေကိုပွဲ ထုတ်ပြီးတကူကလူဟစ်တဲ့ငိမ့်ချင်းစကားတွင်တွင်ဟစ်ကြီးလာခြင်းဖြစ်ပါတယ်။မင်းအောင်လိုက်နဲ့စေအောင်စုကပြည်ချင်းရေးပြီးတဲ့ဇညောတိုင်ကပြအုံတော်ခံနေရတော့လေ၎င်းတို့ရဲ့ရွှေကောက်ပွဲကလူကြီးချင်းစရာကြီးဖြစ်နေတာကိုကောင်းစွာသိရှိထားပြီးလည်းဖြစ်ပါတယ်။အခုချိန်ထိလည်းရွှေကောက်ပွဲရက်ကိုအတိအကျမတတ်မှိုင်နိုင်သေးတာသာမကနိုင်ငံပါတီများအတွက်မဲဆွယ်ကာလတော်တတ်မှတ်ပြီးနိုင်ခြင်းမရှိပါဘူး။တကယ်တမ်းမှာနိုင်ငံပါတီတွေကမဲဆွယ်စရာလည်းမလိုလပါဘူး။ထွက်ပေါ်လာမဲ့ရလက်က၎င်းတို့လက်ထဲမှာရှိနေပြီးဖြစ်လို့စိတ်တော်သည့်ဘောင်းတော်ငိမ့်အလုံးနိုင် ိုင်ဆုံးလို့ယူဆခံရသူတွေသာလွတ်တော်တဲ့ဝင်ခွင့်ပေးမှသာဖြစ်ပါတယ်။မြောင်းလိုင်းရဲ့ရွှေကောက်ပွဲနဲ့ပတ်သက်ပြီးကုလလူခွင့်ရေးတာဝန်ခံတွင်ဒရူကဇနီဘာမှာဗုဒ္ဓဦးနေကသတင်းထောက်တွေကိုစေအောင်စုရဲ့ရွှေကောက်ပွဲကပြည်ပမှာအတိမတ် ပြုခံရရည်တသက်ပြုလုပ်မဲ့ရွှေကောက်ပွဲမျိုးဖြစ်ပြီးလိန်ညာလှည့်ပြားနေခြင်းသာဖြစ်တယ်လို့ပြောဆိုသွားပါတယ်။စစ်တပ်အုပ်ချုပ်မှုအောက်မှာဒီမိုကရေစီရွှေကောက်ပွဲလုပ်မယ်ဆိုတာကပဲရည်စရာကောင်းနေတယ်လို့ဆိုပါတယ်။ အတိုက်ခံလို့သူ2000ခန့်ဖမ်းဆီးနှိပ်စက်အကျဉ်းချထားပြီးအမှန်ကိုအမှန်တိုင်းသတင်းရေးသားအစီရင်ခံခြင်း၎င်းတို့ကိုဝေဖန်ပြောဆိုမှုတွေကိုတော့တရားမဝင်လို့သတ်မှတ်ထားသူတွေကဥဆောင်လုံးမဲ့ရွှေကောက်ပွဲမျိုးလို့လည်းသတ်မှတ်ချသွားခဲ့ပါတယ်။အခုချိန်ထိသတင်းသမားအနည်းဆုံး60ခန့်အကျဉ်းထောင်တွေမှာရှိနေစေဖြစ်ပါတယ်။တောင်ဆန်းစုကြည်အတွက်မွေးနေ့ဆူတောင်း Facebook မှာရေးသားခဲ့တဲ့မြို့သမီးတအုပ်ကိုဖမ်းဆီးခဲ့မှုကိုနမူနာဖြစ်ထုတ်ပြသွားခဲ့ပါတယ်။မင်းအောင်လိုင်းကိုရိုင်းနိုင်ငံတကာမှနာမည်ပြည့်စင်သွင်းပြီးပိတ်ဆို့တံခတ်ခံထားရတဲ့ပြင်နိုင်ငံတကာရာဇဝတ်မှုဆိုင်ရာ များတရားရုံးရဲ့ရှိနေချုပ်ကပင်၎င်းကျူးလွန်ထားတဲ့ပြစ်မှုများအတွက်ဖမ်းဝရမ်းထုတ်ပေးဖို့ရုံးတော်ကိုတင်ပြတောင်းဆိုထားပါတယ်။ ။မင်းအောင်လိုင်းမှာဘယ်လာရုစ်မှာအနောက်တိုင်းရဲ့စီးပွားရေးပိတ်ဆို့မှုတွေကိုရခင်ကဒါဘီနဲ့ဆမ်တန်ဟူစိန်တို့ရဲ့ကိုယ်စားလှယ်များပြောဆိုတဲ့လေတံအတိုင်းသက်သွေမတိန်ပြောဆိုရှုံချနေချိန်မှာ၎င်းရှိရာနဲ့မကွာဝေးလာတဲ့ဇနီဗာမှာကုလလူခွင့်ရေးမဟာမင်းကြီးဘွားကထံမှနိုင်ငံတွင်ဖြစ်ပျက်နေမှုတွေနဲ့၎င်းတို့ရဲ့လုံရက်တွေကိုကျင်းပစေညီလာခံမှာအကျေတဝန်တင်ပြပြောဆိုသွားခဲ့ပါတယ်မြန်မာပြည်သူတွေရဲ့ခံနိုင်စွမ်းအားနဲ့တတိကိုလည်းရှင်းလင်းပြောဆိုသွားခဲ့ပါတယ်၎င်းတို့ကိုတာဝန်ခံမှုနဲ့တရားဥပဒေနဲ့အညီအရေးယူနိုင်ရင်ကငြိမ်းချမ်းသာယာပြီးအ အလုံးပါဝင်နိုင်တဲ့အနာဂတ်မြန်မာနိုင်ငံပေါ်ထွန်းရေးအတွက်လွန်စွာရည်ကြီးကြောင်းလည်းထင်သွင်းပြောဆိုသွားခဲ့ပါတယ်။လုံခြုံရေးကောင်စင်ကိုလည်း၎င်းတို့အမှုတွဲကိုနိုင်ငံတကာရာဇဝတ်တရားရုံးကိုလွှဲပြောင်းပေးဖို့လည်းတိုက်တွန်းသွားပါတယ်။ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်ဦးကျော်မိုးထွန်းကအာတူပီဆိုင်ရာနှစ်ပတ်လည်ညီလာခံမှာမြန်မာပြည်မှာစေယုပ်စုလက်ချက်နဲ့တည်ဆောင်းသူစုစုပေါင်း6800ကျော်သွားပြီဖြစ်ပြီးအာတူပီရဲ့မြင့်မြတ်တဲ့တာဝန်ခံချက်တွေကိုလိုက်နာကောင်းထည့်ပေါ်ပေးဖို့နယူးယောက်ရှိကုလသမဂ္ဂထွေထွေညီလာခံဆင်မြင့်ပေါ်မှာနေပြီးတောင်းဆိုသွားပါတယ်။ နောက်ထပ်တစ်ပုတ်အနည်းနဲ့ဘယ်လာရုစ်ကစစ်ကောင်စီကိုလေကြောင်းကာကွယ်စနစ်ရောင်းချထားတယ်လို့ GFN ဖော်ထုတ်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ဘယ်လာရုအစိုးရကစစ်ကောင်စီအတွက်တီးတန့်ဒီဇိုင်းရေးဆွဲထားတဲ့လေကြောင်းရန်ကာကွယ်ရေးအမိန့်ပေးစနစ်ရောင်းချထောက်ပံ့ပေးထားပြီးစစ်ကောင်စီရဲ့လက်နက်ထုတ်လုပ်ရည်နယ်ပယ်မှာစစ်ဘက်ဝန်တန်းတွေကိုဘယ်လာရုတပ်ကတူတွေမှလေ့ကျင့်သင်ကြားပေးနေရလို့ GFN ကစွန်လ28ရက်မှာထုတ်ပြန်ပါတယ်။တီးတန့်ဒီဇိုင်းရေးဆွဲထားတဲ့လေကြောင်းကာကွယ်ရေးအမိန့်ပေးစနစ်ကိုဘယ်လာရုနိုင်ငံပိုင်ကုမ္ပဏီမှတက်ဆင်ရောင်းချခဲ့တာဖြစ်ကြောင်းဆိုပါတယ်။အဲဒီစနစ်မှာတော်လိုင်း င်အားစုများအသုံးပြုတဲ့ drone တွေပါဝင်ဝင်ဟင်းရှိအရာဝတ္ထုကိုရှာဖွေနိုင်ပြီးပြစ်မှတ်များကိုအလိုလျောက်ချိန်ရခံနိုင်ဖို့အတွက်ဒီဇိုင်းရေးဆွဲထားတဲ့မြင်ကွင်းစဉ်အလိုလျောက်ထိန်းချုပ်စနစ်နဲ့ဘို .3 ၃ဘတ်မြင့်ရေဒါနီးပညာတို့ပါဝင်ကြောင်းသိရပါတယ်။လျှို့ဝှက်ပေါက်ကြားလာတဲ့မြမလီကျောင်းကာကွယ်ကုတ်ကဲမှုဌာနချုပ်နဲ့ဘယ်လာရုစ်အာဏာပိုင်တွေကြားပေးစာမှာမြမလီကျောင်းကာကွယ်မှုစစ်စင်ရေးဆိုင်ရာအမိန့်ပေးစနစ်၃ဘတ်မြင့်ရေဒါနီးပညာနဲ့မြေပြင်အခြေစိုက်ဒုံးကျည်စနစ်များပါဝင်အစင်းမြင့်စစ်ဘတ်နီးပညာများလွှဲပြောင်းရောင်းချမှုတွေကိုအတည်ပြုနိုင်ခဲ့ကြောင်းဆိုပါတယ်။ဒါအပြင်စစ်ကောင်စီဝန်ထမ်းတွေကလည်း BSUIR မှာကျောင်းလျှောက် ထားတက်ရောက်လျက်ရှိပြီးလေကြောင်းကာကွယ်စနစ်များအတွက်ရေဒီယိုအီလက်ထရောနစ်အင်ဂျင်နီယာပညာရပ်တွေမှသုတေသနများဆောင်ရွက်လျက်ရှိကြောင်းဖော်ထုတ်ပါတယ်။ အဲ့ဒီကျောင်းသားတွေကနေပြည်တော်ရှိအမတ်လေးကကွယ်ပစ္စည်းစက်ရုံနဲ့မန္တလေးရှိအမတ်တဆင်မြမကြီးစာစက်မှုလုပ်ငန်းတို့အပါအဝင်အရေးပါတဲ့ဆက်လက်နဲ့ထုတ်လုပ်ရေးစက်ရုံတွေနဲ့ဆက်နွယ်သူတွေဖြစ်ကြောင်းလဲဆိုပါတယ်။ဘယ်လာရုအစိုးရနဲ့မြမဆင်အုပ်စုကမိဖတ်ဆောင်ရွက်နေမှုကနှစ်ပေါင်းများစွာကြာနေပြီဖြစ်ပြီးလက်ရှိအထောက်အထားတစ်တွင်ရမြမပြည်သူတွေပေါ်အကြမ်းဖက်ဆက်စင်ရေးဆင်နွယ်ပြီးဆရာဆွေးမှုတွေနဲ့လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဆွေးမှုတွေကိုအပြစ်ပေးအရေးယူခံရခြင်းစိုးစင်မရှိဘဲကျူးလွန်နေတဲ့ဆင်အုပ်စုတွေပေါ်ဘယ်လာရုနိုင်ငံကဆက်ပြီးပံ့ပိုးကူညီနေခြင်းကိုပြသနေကြ ောင်း GFN ပြောရေးဆိုခွင့်ရှိသူမဲ့ရတနာမောင်ကပြောကြားခဲ့တယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။